The Cape Church Care's Hidden Gem ကိုထုတ်ဖော်ပြသခြင်း Care သည်အမှန်တကယ်စီကားသောမြို့ဖြစ်သည့်အမြဲတမ်းပြည့်စုံတဲ့ ਸੁ ញ្ញံတန်တွေနဲ့ပြည့်နေတတ်ပါတယ်သို့သောဤရှေးဟောင်းမြို့ကြီးသည်လှုပ်ဝှက်ချက်များစွာရှိသည့်မြို့ပြ၏အထက်တွင်မြင့်သည့်မောဂတန်တောင်တန်းရဲ့သူတို့သည်အောက်ခြေမြို့ကိုစောင့်ကြည့်နေသောစိတ်စိတ်ဆောင်များဖြစ်ကြသည့်ဤနေရာတွင်ထူးခြားသောအတိုက်အဝန်းသည်ဤဤနေအိမ်ကိုဖန်တီးပေးသည့်မင်းတို့ကိုဇာဘာလီဟုခေါ်သည့်ဤလုံးလဝီရိယရှိသူများသည်ကိုင်ရိုဤရိုးရအမိုက်စုဆောင်သူများဖြစ်သည် ရေးပါအရာရောက်ပါတယ်သို့သောမြို့တစ်ခုလုံးအတွက်ဝန်ဆောင်မှုကိုမကြာခဏတတိမမူမိပေအလွန်တူညီသောမိုးဟော့တောင်တန်းများအတွင်တည်ရှိနေသည်မှာအံ့ဩစရာပင်လေးနေ၍တည်မြဲသောယုံကြည်ခြင်းနေရာတစ်ခုဖြစ်သည်ဤထူးခြားသောနေရာသည် ်ကူဖျားကြောင်းဖြစ်သည့်တရားဝင်အားဖြင့်ယင်းကိုစိတ်စမဏထန်းတော်ဘုန်းကြီးကြောင်းဟုအမည်ပေးထားသည့်အံဩစရာကောင်းလောက်အောင်ပါပဲအရှိလေပိုင်းရှိအကြီးဆုံးခရစ်ယာန်ဖျားကြောင်းများထဲမှတစ်ခုဖြစ်သည့်ကံယိုကိုလာရောက်လေပတ်သူအများပြားအတွက်အံအားတင်းပွဲတွေးရှိမှုတစ်ခုအဖြစ်ထွက်ပေါ်လာသည့်ခွေစည်းပုံတစ်ခုလုံးကိုထွင်းထုထားသည့်တောင်ပေါ်ရှိတဘာဝကြောက်တုံးများမှတိုင်ရည်နိမ့်မြသောနေရာကိုချင်းကက်ချင်းသည်အတွေ့အကြုံတစ်ခုဖြစ်သည့်ခီးသည်ဇာဗလင်ကိုဖြတ်တန်းလေးရှိသည့်ယွာဤနေရာတွင်မြင်ကွင်းများနှင့် အတန်များသည့်တက်ကြနေသည့်နေစုဘဝကချက်ချင်းကြည်ပြည့်နေတဲ့ရှုကင်းကိုဖွင့်၍ကိုယ်တည်းသို့ဆွေးမက်ဖွယ်ကောင်းသောဝင်ပေါက်ကိုတင်မြင်ရသည့်အခြားကဘာတစ်ခုသို့လုံလုံလျားလျားဝင်ရောက်သွားသကဲ့သို့ခံစားရသည့်ကြောက်တုံးများဖြင့်ဂယုတဆိုင်ထုလုပ်ထားသောကဘာသည်စိတ်ငြိမ်ငြိမ်နှင့်ပြည့်နေသည်ရင်းသည်လူသားတို့၏စည်းကမ်းမှုကိုခိုင်ခံသောတသက်ဖြင့်ယက်တီသည်မရင်ရင်သောယုံကြည်ခြင်းနှိုင်းကူဖျားရှိကိုကြောင့်ရဲ့အတိုင်းတာက တကယ်ကိုအမခန်းပါပဲတာကအသေးမွားတစ်ခုပဲမဟုတ်ပါဘူးတိချာကိုအစားကျေပြောလာတော့ဝိပုယာနေရများဖြစ်သည့်ဤနေရများအားလုံးကိုတောင်ဆောင်မှထုစစ်ထားသည့်ဘေမခန်းမတစ်ခုတည်းတွင်ဝိပုသူထောင်ပေါင်းများစွာကို ထောင်နှင်းချီ၍လက်ခံနိုင်သည့်ဓမ္မတေးတန်ကိုသာစိတ်ကူးကြည့်နိုင်သည့်ဤကျေပြောလာတော့ကျေပြောလာစွာသောပဲ့တင်တန်အေးမြသောကြောက်တုံးများရင်းသည့်အင်ဂျင်နီယာနှင့် နည်းနည်းမှုနှစ်ခုစလုံး၏အမှန်တကယ်မှတ်သားဖွယ်ကောင်းသောစွမ်းဆောင်မှုကိုကိုစားပြုသည့်ဝိညာဉ်ရေးရာယုံကြည်ချက်ကိုဖျားเจ้าဤဆွေမက်ဖွယ်ဇလန်းထူးထူးခြားခြားလူတယောက်နှင့်ပင်ကိုအားဖြင့်ဆက်ဆက်နေသည့်သူနာမည်ကတော့စင်မန်ဖြစ်ပြီးစင်စင်မန်တထန်နာလို့တမိုင်းမှာလူတိများပါတဲ့ဤနှိမ့်ချသောကော့ပရခရစ်ယာန်သည်တဆေရာစုအတွင်းနေထိုင်ခဲ့သည့်ဒါရီဖြင့်အတမွေးဝမ်းကြောင်းပြုသည့်ရိုးရှင်းသောလက်မှုပညာရှင်တဦးသည်သူ၏လက်ရာကိုစေးစေးဆက်ဆက်လေ့ကျင့်သည်တို့ တော်သူဤကိုပိုင်ယုံကြည်ခြင်းသည်ထူးထူးခြားခြားခိုင်ခံပြီးလေးနက်စွာစုပ်ကင်ထားသည်ဤလေးနက်သောယုံကြည်ခြင်းသည်အချိန်တန်လျင်ကြီးမားသောစံတတ်မှုတစ်ခုနှင့်ရင်ဆိုင်ရလိမ့်မည်တဏှာရေရတိတာထင်ရှားတဲ့စိန်ခေါ်မှုတစ်ခုပါပဲဒီမီကလီဖော်မန်ဇာသည်ထိုအချိန်ကအီဂျစ်ပြည်ကိုအုပ်စိုးခဲ့သည့်ဘာသာရေးဆွေးနွေးပွဲတွေမှာပါဝင်ရတာကိုနှစ်သက်တယ်လို့လူသိများပါတယ်ပုံရဟန်းမင်းကြီးအာပြတ်ဟန်အားစိန်ခေါ်ချက်တစ်ခုတင်ပြခဲ့သည့်ကော်ပိုရိတ်ပုံရဟန်းမင်းကြီးကဘသူလဲခလပ်သည် ဒီကြချမ်းပိုက်တစ်ခုကိုလိန်မာပါနဲ့စွာကိုးကားခဲ့သည့်မုံင်းစေးလောက်သိငယ်တဲ့ယုံကြည်ချက်ရှိရင်ဒီတောင်ကြီးလို့ပြောလို့ရတဲ့ဒီကနေဒီကိုရွှေ့ပြီးရွှေ့သွားလိမ့်မယ်ထို့နောက်ခရစ်ယာန်များအားဤပြောဆိုချက်ဤ အမှန်တရားကိုတသက်ပြရန်တောင်းဆိုခဲ့သည့်ပုံရဟန်းမင်းကြီးအာပြဟန်သည်ဤပြင်းထန်လှသောတောင်းဆိုမှုကြောင့်သူ့ကိုယ်သူလေးလေးနက်နက်ပူပန်ခဲ့ရပါသည်သူသည်ခေါက်တဲ့အတိုင်းဝိုင်းနှင့်အတူ၃ရက်ဆက်တိုက်ထထက်တန်တန်ဆူတောင်းခဲ့သည့်၃ရက်မြောက်သောနေ့နနက်၌အပြိုးစင်မာရီသည်ပုံရဟန်းမင်းအားယူပါယုံဖြင့်ထင်ရှားသည်သူသည် ရှီမုံမီရှိသောထန်းတော်ကိုရှာရန်ညွှန်ကြားခဲ့သည့်ရှီမုံသည်ထူးခြားသောမျိုးလုံးတစ်ဖက်တည်းရှိသောအမျိုးသားတအူးဖြစ်သည့်နောက်ဆုံးတွင်ပုံရဟန်းမင်းကြီးအာတိတ်တဆိတ်ညွှန်ကြားချက်များပေးခဲ့ကြောင်းတွေ့ရှိရသည် လူများစုဝေးကြ၏မောကတန်တောင်ချေရင်မှာအားလုံးအတူတကွစူတောင်းကြရထို့နောက်မြင်းငလင်ကြီးလှုပ်သည့်မြေကြီးပေါ်ကနေသူတို့မျက်စိရှိမှမောကတန်တောင်၃ချိန်တိတိရွှေရှားသွားပုံရသည့်အကဲခတ်သူတွေက အောက်မှာနေအောင်ကြီးတောက်ပနေတာကိုတွေ့ရတယ်လို့ဆိုပါတယ်ကလက်တီလုံးဝအံ့ဩသွားပြီးလေးလေးနက်နက်ဆွဲလန်းသွားသည့်ခရစ်ယာန်ယုံကြည်ခြင်းဤကြီးမားသောတကူးကိုပုံမှန်လင်းလင်းအတိအမှတ်ပြုခဲ့သည့်ဤနေုံကြီးနိုင်လောက်အောင်အံ့ဖွယ်ကောင်းပြီးနောက် လူများစုဝေးကြ၏မောကတန်တောင်ချေရင်မှာအားလုံးအတူတကွဆူတောင်းကြတဲ့ထို့နောက်မြင်းငလင်ကြီးလှုပ်သည့်မြေကြီးပေါ်ကနေသူတို့မျက်စိရှိမှမောကတန်တောင်သုံးချိန်တိတိရွှေရှားသွားပုံရသည့်အကဲခတ်သူတွေက အောက်မှာနေအောင်ကြီးတောက်ပနေတာကိုတွေ့ရတယ်လို့ဆိုပါတယ်ကိုယ်သည်လုံးဝအံ့ဩသွားပြီး လေးလေးနက်နက်ဆွဲလန်းသွားသည့်ခရစ်ယာန်ယုံကြည်ခြင်း၏ကြီးမားသောတကူးကိုပုံဝင်လင်းလင်းအတိမတ်ပြုခဲ့သည့်မယုံကြည်နိုင်လောက်အောင်အံ့ဖွယ်ကောင်းပြီးနောက်ကြီးမားသောဆွေရည်ကိုမြင်အောင်ကြည့်ပါထို့ပုဂ္ဂိုလ်ပေါင်းတို့သည်စုဝေး၍ကိုယ်ွက်ကြကုန်၏ဒီခမ်းမကြီးရဲ့ခေါင်းငိုးကတော့အပေါ်ကတဘာဝကြောက်တုံးကြီးပါတောင်ဤခွန်အားဖြင့်လုံးလုံးလျားလျားပံ့ပိုးထားသည့်အတွင်းလေတုသည်ရှေးကြသည်ဟုခံစားရသည့်ခိုင်ခံပြီး လေးနဲ့ဆိုအစွမ်းထက်သည့်နေရန်တွေကိုတေချာကြည့်မယ်ဆိုရင်သူတို့ဒီကြောက်တုံးမဟုတ်ဒီကိုတင်မြင်ရလိမ့်မည်သူတို့ကတကယ်တော့ထူးထူးခြားခြားအမှုပညာဖြင့်တစားစင်ထားသည် အနုစိတ်လက်ရာများသည့်ကြီးမားသောအကွက်များကိုဖုံးအုပ်ထားသည့်ကျမ်းစာပုံငယ်များပြောပြခြင်းယေရှုခရစ်၏အသက်တာမှမြင်ကွင်းများရှိသည့်လေးစားအပ်သောသူတော်စင်များနှင့်ကောင်းကင်တမန်များ၏အသေးစိတ်တရုပ်ဖော်ပုံများရှိပါသည့်ဤမယုံကြည်နိုင်လောက်သောတတရားများကျွမ်းကျင်သောလက်မှုပညာရှင်များမှစူးစူးဆိုင်ဆိုင်ထွင်းထူထားသည့်သူတို့သည်ဤကြီးကျယ်ခမ်းနားသောအလို့အတွက်ရိုးရှင်းသောရိုးရာကရိယာများကိုသာအသုံးပြုလေးရှိသည့်သူတို့၏ ်ပူဇော်တက္ကာကိုကြောက်ဆောင်၌ထာဝရအထွန်းထုထားသည့်ဒီအထင်ကြီးလောက်เสียပင်မခန်းမထက်ရှာပွားဤတွေ့ရှိရန်နောက်ထပ်မြင့်မြတ်သောနေရာများရှိပါသေးသည်ရှုပ်ထွေးမှုအတွင်းတွင်တင်းငယ်သောဖျားเจ้าများနှင့်တန်ရှင်းရာဌာနများအများပြားရှိသည့်ရင်းတို့တစ်ခုစီတွင်မြေကြီးကိုပိုင်ထူးခြားသောဇေယျလက္ခဏာများရှိသည့်နှင့်ဝိညာဉ်ရေးလီဒူဗာဂျင်မေရီနှင့်စိန့်မာကာသီဒရယ်သည်ထင်ရှားသောဥပမာတစ်ခုဖြစ်သည့်စိန့်ဆမ်မန်ချာချ်သည်ခေနာသူတော်စင်ဟု အမည်ပေးထားသည့်နောက်တစ်ခုကတော့ ဒီနှစ်ခုကိုရှိပြီးသားလိုင်းကူတွေထဲမှာတည်တည်ချာချာထွင်းထုတ်ထားတာဖြစ်ပါရဲ့ရင်းသည်တန်ရှင်သောဆိုင်များဤဆွဲမက်ခွဲကုံရဲတစ်ခုကိုဖန်တီးပေးသည့်အားလုံးဟာတောင်တွင်းနယ်ကြီးထဲမှာဆက်ဆက်နေပါရဲ့ကူဖျားเจ้าဤပြီးသူကလက်ရသည်ကဘာပေါ်တွင်အမှန်တကယ်ထူကြသည်တဘာဝဘူမိပေဒပဝင်းကျင်နှင့်ချောမွေစွာနီးပါးရောဆက်ထားသည့်အမျော်မြင့်ကြီးသောစောက်လို့ရည်သမားများသည့်ရှိပြီးသားနိုင်ကူများနှင့်အတူလောက်ဆောင်ခဲ့သည့်ဂယုတဆိုင်ချဲ့ထွင်ကြရလိုအပ်တဲ့နေရာမှာကိုးကွယ်ဖို့စိတ်ကူးနှင့်ပုံဖော်တဲ့ရလက်သည့် ရင်သက်ရှုမောပွေရာမရှိပေသည်။တဘာဝကြက်ကြ၊ရိုသေလေးစားမှုနှင့်စင်ကျင်ညာကိုလှုံ့ဆော်ပေးသည့်နေရာတစ်ခုဖြစ်သည့်လူသားများသည်လေးနဲ့သောအလှတရားကိုဖန်တီးနိုင်ပုံကိုရင်သက်ရှုမောပွေတတ်သည့်ဖြစ်သည့်တဘာဝတရားနှင့်တဟဇာတဖြစ်အောင်ဂယုတဆိုင်လှုံ့ဆော်လေလာလေတဲ့သူတွေအများကြီးပဲ။သို့မဟုတ်ကုဖျားကြောင်းအကြောင်းကြားပါက ဤဤသတင်းပြေဆောင်ကိုမတိပါခင်မီလှိုင်ကူဖျားကြောင်းဆောက်လုံမှုတကယ်ကမကြသေးခင်ကမှစတင်ခဲ့တာတကယ်တော့စတင်ခဲ့တာပါ1990ခုနှစ်များအတွင်းကြားသွင်းအတိုင်းဝိုင်းဒေသခံအမိုက်ကောက်သူများဤဖန်တီးမှုတွင်လုံးဝကြီးမားသောအခန်းကဏ္ဍမှပါဝင်ခဲ့သည့် မရှိမဖြစ်လိုအပ်သောလှုပ်အားများစွာကိုထောက်ပံ့ပေးခဲ့သည့်အပြည့်အစည်းများကိုရှင်းလင်းရန်ကူညီပေးခဲ့ကြသည့်သူတို့ကိုယ်တိုင်ကဒီထူးခြားတဲ့တန်ရှင်းရာဌာနကိုတည်ဆောက်ဖို့ကူညီပေးခဲ့တယ် ထို့ကြောင့်သူတို့၏အတင်းတော်သည်အလွန်မှန်ကန်ပြီးကိုရီးကိုရာသဘောရှိသည့်အခြားစိတ်ဝင်စားဖွယ်အသေးစိတ်အချက်မှာနိုင်ငံအတွင်းအတန်ပိုင်းဆိုင်ရာနှင့်သက်ဆိုင်သည့်ဤကြီးမားလာသောတဘာဝပုံတံတန်မမှန်ပေမည့်အောက်ခံများသည့်ထူးထူးခြားခြားအတန်ရည်သွေးများကိုဖန်တီးပေးသည့်တခြင်းဆိုခြင်းသို့မဟုတ်စူတောင်းခြင်းများဖြစ်ပေါ်သောအခါအတန်သည်ရင်းထန်စွာပဲတင်ထက်သည့်ကြေပြောလာသောနေရာများ၏ထောင်တိုင်းကိုတာယာနာပြောပွဲကျေးဇူးတော်များဖြင့်ကြီးနှင့်နေပုံရသည့်စင်စက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည် ယင်းတို့သည်ရှေးဟောင်းလက်ရာများကိုရှာဖွေတွေ့ရှိပြီးခင်းသိမ်းဆောင်ရှောက်ရန်ရည်ရွယ်သည့်အမယုံကြည်နိုင်လောက်အောင်ပြန်ကျဲနေသော ဖွဲ့စည်းပုံကိုဂယုတဆိုင်ခင်းသိမ်းရန်မှာတေချာပါသည်ယင်းသည် အမှန်တကယ်တက်ရှိထင်ရှားရှိသောဝိပုယာနေရာဖြစ်သည့်ယနေ့ ကိုဖျားကြောင်သည်ထူးခြားစွာတက်ကြွသောဝိညာဉ်ရေးစင်နာတစ်ခုဖြစ်သည်ရင်းသည်အီဂျစ်ကော့ပတစ်အတွက်အရေးကြီးသောအချက်အချာအဖြစ်ဆောင်ရွက်သည့်ခရစ်ယာန်လူဦးရေပုံမှန်ဆောင်ရွက်ပေးခြင်းအသင်းတော်ကြီးများဆွဲခြင်းကိုတပတ်ပတ်လုံးဤနေရာတွင်ကျင်းပကြသည့်ထောင်နှင့်ချီ၍ တက်ရောက်ကြသည့်အထူးသဖြင့်အရေးကြီးတဲ့ဘာသာရေးပွဲတွေလိုမျိုးပေါ့ဤစာရာဂင်းသည်လူထုစုဝေးရာနေရာဖြစ်သည့်ဂင်းသည်အရေးကြီးသောဝိညာဉ်ရေးအကူအညီကိုပေးဆောင်သည့်ဂင်းသည်မျော်လင့်ချက်ဤအရေးပါသောမိရှုတဆောင်တစ်ခုအဖြစ်ရက်တည်နေသည့်တဦးချင်းနှင့်မိသားစုများစွာအတွက်ဂင်းသည်ယုံကြည်ချက်နှင့်နောက်ခံအရေးရမှဧည့်သည်များကိုနှွေးထွေးစွာဆွဲဆောင်သည့်ဤကုန်းချုပ်အားဖြင့်ကုဖျားကြောင်သည့်ကျောက်တုံးများနှင့် ဘံပူလက်ရာများထက်ကာလွန်သေးခိုင်ခန့်ပြီးခန္ဓာရေးရှိသောတင်္ကေတတစ်ခုဖြစ်တည်ခြင်းသည်ကွဲလဲမှုများအလုံးကိုစန့်ကျင်ဘက်မရင်းရိုင်သောယုံကြည်ခြင်း၏တင်္ကေတတစ်ခုဖြစ်သည်စစ်မှန်သောယုံကြည်ချက်ကတော့ဖွင့်ပေးနိုင်သည့်နည်းနည်းသောစွာအဖြစ်သည် တီးကြအတိုင်းဝိုင်းတစ်ခုဤထူးထူးခြားခြားခံနိုင်၏အားနှင့်တိတ်တိတ်ဆိတ်ဆိတ်ခန်းနာထဲဝါသောအေယာမတစ်ခုအဖြစ်ရက်တီနေသည့်ကျေပြောလာသောကံယုံမျိုးကိုစိုက်ကြည့်နေသည့်ငိမ့်သက်ချင်းသို့မဟုတ်လေးနက်သောအံ့ဩဖွယ်ရာအခိုက်တန့်များကိုပေးဆောင်သည့်အမှန်တကယ်ဝတ်ထားသောကြောက်မြင့်ယန္နာတစ်ခုရင်းသည်ဤချင်းနိုင်ငံ၏မယုံနိုင်လောက်အောင်ချမ်းသာသောအစိတ်ပိုင်းတစ်ခုဖြစ်သည့်မင်းရဲ့အချစ်ကငါအတွက်အမြဲတမ်းမဆုံးပါဘူးအားလုံးပဲကျေးဇူးတင်ပါတယ်